ုံးပိုင်းပိုက်ခံရတာမဟုတ်ပါဘူးရှင်တငယ်ချင်းတို့တိပြီးပြီဆိုတော့နားလည်မှုလွဲနေတဲ့တချို့နေရာတွေရှိပါတယ်ရှင်မြန်မာနိုင်ငံကတည်င်းကိုပြပြပြီးမှဖြစ်ပါတယ်ရှင်ပြုကျစ်ခံရပြီးဆုံးသွားသူညီမလေးကမတိရင်းတွေအသက်20နှစ်ကမြန်မာနိုင်ငံမြက်ချံမြို့မှာနေပါတယ်ရှင်မိဘတွေကတောင်ရအလုံးလုံးပြီးယူသားသူတွေပါမတိရင်းတွေမှာချစ်သူကောင်းလေးရှိတယ်မိဘတွေကိုဒီထက်ကကောင်းမွန်မွန်ထားချင်ရှာကြွေးချင်တော့လွန်ခဲ့တဲ့နှစ်နှစ်လောက်ကမတိရင်းတွေကရန်ကုန်မြို့ကိုတက်လာပြီးဘာမှ အလို့သွားလို့ဖို့အတွက်မြန်မာပြည်ချိုပီတာမျိုးပတ်သုံးထပ်အဆောင်မှာငန်းနေထိုင်ပါတယ်။ကလေးတီတာအဆောင်မဟုတ်သလိုအဋ္ဌိအဆောင်မှာယောက်ျားမင်းကလေးအိမ်တော်တွေကြီးငန်းနေထိုင်ကြပါတယ်ရှင်။မတ်တီရီနယ်ကသုံးတက်မြောက်မှာနေတယ် ေချိုးကမပါဘူးလားဒါမဖြစ်နိုင်ဘူးငါလို့အပေါ်မှာရေမချိုးပဲအောက်မှာဆင်းချိုးရတာလဲလို့အငင်းပွားနေကြတယ်။အားလေမူကအဲ့ဒီမှာစလွဲတာပါရှင်မြန်မာမပြောနဲ့ထိုင်းမှာလည်းရေချိုးရင်အောက်ဆင်းချိုးရတဲ့အဆောက်တွေရှိပါတယ်ရှင်။အဆောက်ပိုင်ရှင်ကအထက်တိုင်းမှာရေချိုးကမလုတ်ပေးပါဘူး။အားလုံးအောက်မှာစုပြီးချိုးရတဲ့အဆောက်တွေရှိပါတယ်ရှင်။တည်ယူနေ၅နှစ်ထိုင်တဲ့အဆောက်က အောက်မှာရစ်စင်းချိုးရတယ်။မလပိုင်းရှိရနေအခင်းဖြစ်တဲ့နေ့ကည၈နာရီနဲ့၉နာရီဝင်းကျင်လောက်မှာမတ်တီရီနယ်အပါအဝင်တချို့တငယ်ချင်းတွေကလည်းမအိတ်ကြသေးပါဘူး။မတ်တီရီနယ်ကငါပူလိုက်တာရစ်စင်းချိုးရကောင်းမလားလို့ပြောလိုက်ပါတယ်ရှင်။အများနဲ့အဆောင်နှွေရသည်ဆိုတော့ရေက အမြဲလိုလိုမရှိတတ်ဘူး။နောက်ထပ်မှာရေရှိလားမရှိလားဆိုတာကိုသိချင်လို့စဉ်းကြည့်တယ်နဲ့တူပါတယ်ရှင်။ဒါပေမဲ့တငယ်ချင်းတွေကြားတာသိတာကမတ်တီရီနယ်ကပူလို့အောက်မှာရစ်စင်းချိုးတယ်လို့ပဲထ ထင်နေကြတာသူကျင့်သူတဦးတဲ့ကအသက်22နှစ်အရွယ်တဦးကတီရင်ွယ်တို့အဆောင်မှာငန်းနေထိုင်တာတီရင်ွယ်ကိုလည်းသူတိတယ်ကျန်တဲ့ယောက်ကတော့သူ့ရဲ့တငယ်ချင်းတွေပါအဲ့ဒီညကသူတို့၃ယောက်ဟာ ဆေးသုံးထားတယ်မကောင်းစွာပဲမတ်တီရင်ွယ်အောက်ဆေးလာတာကိုတွေ့တော့ဒီသုံးဥဟာလူမဆန်စွာ မတ်တီရင်ွယ်ကိုပြုကျင်းခဲ့ကြပါတယ်ရှင်အတိုင်းမှာဆိုလို့သူတို့လူမြောက်ဖို့အတွက်မတ်တီရင်ွယ်ကို ရှင်းပြခဲ့ကြတယ်ထူရိုက်နှက်ပြီးမတ်တီရင်ွယ်ရဲ့လက်ဝတ်လက်စွာအချို့နဲ့ဖုန်းကိုယူထားလိုက်ပြီးအလောင်းကိုအိတ်ထဲသွ့မယ်ဆိုတော့အိတ်ကမဆန့်ဘူးယူကွေးသလိုခါးကနေချိုးလိုက်ပြီးအိတ်ထဲသွ့ထည့်တာပါရှင်နောက်လူသွားလူလာပြက်တဲ့ခြုံရည်ထဲမှာ အလောင်းထည့်ထားတဲ့အိတ်ကိုလာစွန့်ပစ်ခဲ့တယ်။ဒီနာကလူအနေငယ်ဖြတ်သွားဖြတ်လာကြပေမဲ့ အမိုက်အဲ့လိုပဲထင်နေကြပါရဲ့ရှင်။၈ရက်နေတဲ့ကအဆောက်ကိုပြန်မရောက်လာတော့၁၇ရက်နေမှာတငယ်ချင်းတွေကလူပြောက်လာတိုင်ခဲ့ကြတယ်။အလုံးထင်နေကြတာကမတ်တီရီနဲ့ကချစ်သူရှိတယ်ဆိုတော့သူ့ကောင်လေးနဲ့တွားတွေ့တယ်လို့ထင်နေကြတာ။၈ရက်နေမှာလူစု၃ယောက်ကအလောင်းလာဆုံခဲ့ကြတယ်။၁၇ရက်နေမှာတငယ်ချင်းတွေကလူပြောက်တွားတိုင်ကြတယ်။၁၂ရက်နေ့ည၈နာရီလောက်မှာဝိုင်းရှာသူတအူးတဲ့ကအမိုက်ပုံနာရောက်တော့ အိတ်ကိုသွားတွေ့တယ်။တရက်နေ့ကနေ12ရက်နေ့ထိ9ရက်တိတိအိတ်ထဲမှာအချိုးကန်ထိပြီးအလောင်းကရှိနေတယ်ဆိုတော့ပုတ်ပွားရုပ်ပြက်နေပါပြီ။တိတိနဲ့အလောင်းကိုအိတ်ထဲကထုတ်ကြတော့ကိုလုံးကအိတ်ကြီးခောက်ထားတယ်လို့ဖြစ်နေပါတယ်ရှင်။ထွက်လာတဲ့ပုံစံက၃ပိုင်းပိုင်းထားတယ်လို့ပုံစံနဲ့ထွက်လာတာတစ်ပိုင်း၂ပိုင်း၃ပိုင်းပိုင်းတာမဟုတ်ပါဘူးရှင်။နားလည်မှုကအဲ့ဒီမှာလွဲနေကြတာပါရှင်။နားရက်ဆိုတော့တစ်ခုလုံးသွေးမရှိတော့ဘူး။ကြောက်စရာပုံစံဖြစ်နေတော့တချို့လာမင်းကြတဲ့သူတွေက အလောက်ကအိတ်ကြီးထောက်ထားတယ်လို့ပုံစံမျိုးနဲ့အိတ်ထဲထည့်ခံရခြင်းဖြစ်တော့သုံးပိုင်းပိုင်ထားတယ်လို့မျိုးထင်သွားခဲ့ကြတာ။ကောင်းမွန်မွန်ဆုံးခဲ့ရတာမှမဟုတ်ပဲရှင်။ရရဆက်ဆက်ပြုကျင့်လောက်ခံထိထားရတော့ဘယ်စိတ်ဖြောက်မှလဲ။ပုံရောက်မှတယောက်ပဲမိထားပါသေးတယ်ရှင်။နှစ်ယောက်ကမမိသေးပါဘူး။မတ္တီရီနဲ့တည်င်းကြတော့နိုင်နေကြကသူတွေပါအတိသွားပြီးစိတ်မကောင်းကြဘူး။နိုင်ရီမှာတက်နိုင်တဲ့လောက်ဝိုင်းဝန်းကူညီကြပါရဲ့ရှင်။ငားလာပါရဲ့73ရက်နေ့ကမင်းတင်းကြပါရဲ့ရှင်။လွတ်နေတဲ့လူစုနှစ်ယောက်လည်းအ မြန်ရှာတွေ့နိုင်ပါစေရှင်မတ်တီတီနဲ့လည်းကောင်းမွန်ရောက်ပါစေ